မင်္ဂလာညချမ်းပါရှင်2025ခုနှစ်အောက်တိုဘာလ17ရက်နေ့ဗီဒီယိုအန်ယူဂျီညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမောပါ။ပထမအဦးဆုံးတင်ပြပေးမယ့်သတင်းကတော့မြန်မာပြည်သူတွေအကြောက်တရားစုမှုနေစေဖို့ဂျမတ်စစ်တပ်ကရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်တွေဇက်တိုက်လုပ်နေတယ်လို့ကုလဆိုင်ရာမြန်မာသံမက်ကြီးပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေအကြောက်တရားဆိုမှုနေစေဖို့ချမ်းမတ်စစ်တပ်ကရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်တွေဇက်တိုက်လုပ်နေတယ်လို့ကုလဆိုင်ရာမြန်မာတမကြီးဦးကျော်မိုးထွန်းကထုတ်ဖော်ပြောကြားလိုက်ပါတယ်။ကုလသမဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ရင်းချေမှုရေးရာကော်မတီရဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်မှုခေါင်းစဉ်အောက်ကထွေထွေမိန့်ခွန်ပြောကြားမှုအစီအစဉ်ကိုအောက်တိုဘာ9ရက်နေ့ကကျင်းပခဲ့ရမှာမြန်မာတမကြီးကခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ စီအိုစုဟာမြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေအကြောက်တရားစုမိုးစေဖို့နဲ့ရက်ဆက်ကြံကြုတ်တဲ့လုပ်ရက်တွေစတိုင်းလုပ်နေတာဟာသူတို့ပြင်ဆင်နေတဲ့အတူအရာရေးကောက်ပွဲအတွက်တရားတွက်ချက်ပြီးကျူလွန်နေတယ်ဆိုတာသိတာထင်ရှားနေတယ်ဆိုတာစီဝင်တယောက်လာသူတွေကိုသိပေးလိုက်တာလည်းဖြစ်ပါတယ်ပြည်သူတွေအနေနဲ့ခက်ခဲမျိုးစုံကြုံတွေ့နေရချိန်မှာစစ်တပ်ကပြည်သူလူထုပေါ်လူမဆန်တဲ့ရာဇဝတ်မှုတွေဖြစ်တဲ့ဒေသောင်းတိုက်ခိုက်မှုခြေရွာတွေမိရှုဖျက်ဆီးမှုနဲ့ ဒီအချက်တွေရဲ့ဆုံးခွာစေမှုစတဲ့ဒဏ်တွေပါခံနေရတယ်လို့လဲကုလဆိုင်ရာမြန်မာသံမကြီးကရှင်းပြခဲ့ပါတယ်။ဒီလောက်ရက်တွေဟာစစ်တပ်နေနဲ့သူတို့ကိုစန့်ကျင်နေသူတွေရဲ့အတန်တွေစိတ်သုံးစေဖို့နဲ့ပြည်သူ့ဆန္ဒကိုရည်ရွယ်ချက်ရှိရှိဖိနှိပ်ဖို့စနစ်တကျမဟာဗျူဟာချပြီးကျူးလွန်နေတဲ့လုပ်ငန်းစဉ်တွေကတစိမ့်တစ်ပိုင်းဖြစ်တယ်လို့လည်းသိပေးခဲ့ပါတယ်။ခုလိုစစ်တပ်ကဂျမန်လူရဲတွေကိုကျူးလွန်ခွင့်ရနေတာဟာနိုင်ငံတကာတိုင်ဝမ်ကထိရောက်တဲ့ရေးယူမှုမရှိတာချို့သောနိုင်ငံတွေရဲ့ပတ်မိုးနေမှုတို့ကြောင့်ဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။ ဂျမစစ်တက်ဟာဒီချက်တွေကိုခွင့်ကောင်းယူပြီးပြည်တန်းကင်းလွတ်ခွင့်ရနေတာကြောင့်ပြည်သူတွေပေါ်ရက်ဆက်လွန်တဲ့လုပ်ရက်တွေဆက်ပြီးကျူးလွန်နေမယ်ဆိုတာရည်ကြီးလက်ခတ်မလွဲဘူးလို့လည်းနိုင်ငံတကာအတိုင်ဝန်းကိုသတိပေးပြောကြားခဲ့ပါတယ်။ပြည်သူတွေရဲ့အသက်အိုးအိမ်တွေကိုကယ်တင်ဖို့နဲ့တိုင်းပြည်ချင်းနေပြန်လည်ကောင်းမွန်စေဖို့ဆိုရင်မြန်မာနိုင်ငံမှာစည်အနာရှင်စနစ်အပြီးတိုင်ခြုံငင်ပြီး Federal Democracy ပြည်တော်စုတည်ထောင်နိုင်ရေးကအခရာကျနေတာကြောင့်နိုင်ငံတကာတိုင်ဝန်းနေနဲ့နီလန့်အဆုံသုံးပြီးထိထိရရလှုံ့ဆောင်ပေးဖို့လည်းတိုက်တွန်းပြောကြားခဲ့ပါတယ်။ ။လုံခြုံရေးကောင်စီနေနဲ့လည်းမြန်မာနိုင်ငံအရေးကိစ္စတစ်စုံလုံးကိုနိုင်ငံတကာရာဇဝတ်ခုံရုံးကိုတင်သွင်းနိုင်တဲ့ရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပေးနိုင်တဲ့အတွက်ချိန်မစွဲသင့်တော့ဘူးလို့လည်းကုလဆိုင်ရာမြန်မာသမ္မတကြီးဦးကျော်မိုးထွန်းကအကြံပြုပြောကြားခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံအနာဂတ်ပစ်ကိုရယူဖို့ချိုးပန်းနေတဲ့မြန်မာပြည်သူဘက်ကရည်တည်ပေးဖို့နိုင်ငံတကာတိုင်ဝမ်နဲ့ကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံတွေကိုကုလဆိုင်ရာမြန်မာတပ်မကြီးတိုက်တွန်းတဲ့သတင်းပဲဖြစ်ပါတယ်။ တရားမျှတပြီးငြိမ်းချမ်းတဲ့မြန်မာနိုင်ငံအနာဂတ်တစ်ကိုရယူဖို့ကြိုးပမ်းနေတဲ့မြန်မာပြည်သူဘက်ကရည်တည်ပေးဖို့နိုင်ငံတကာအတိုင်းအဝန်နဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုကုလဆိုင်ရာမြန်မာတမန်ကြီးဦးကျော်မုံထွန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်။ချိန်80မြောက်ကုလသမဂ္ဂအထူးတွင်ညီလာခံဥပဒေရေးရာဆိုင်ရာကော်မတီစတ္ထမကော်မတီရဲ့ပြည်တွင်းနဲ့နိုင်ငံတကာအစ်င့်များ၌တရားဥပဒေစိုးမိုးရေးကောင်စီအောက်ကထွေထွေဆွေးနွေးမှုကိုအော်တိုဘာလ10ရက်နေ့ကနေ10ရက်နေ့အထိကျင်းပခဲ့ရမှာမြန်မာတမန်ကြီးကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီစီစဉ်မှာမြန်မာနိုင်ငံပါဝင်ကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံပေါင်း100ခန့်ကကိုယ်စားလှယ်တွေနဲ့နိုင်ငံတကာဖွဲ့စည်းတွေကကိုယ်စားလှယ်တွေပါမိန့်ခွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တက်မကြီးဦးကျော်မိုးထွန်းအနေနဲ့အော်တိုဘန်လ9ရက်နေ့မှာမိန့်ခွန်းပြောကြားခွင့်ရတာလို့လည်းသိရပါတယ်။တရားဥပဒေစိုးမိုးရင်ငြိမ်းချမ်းမှုနဲ့ယုံကြည်မှုဆိုတာတွေခိုင်မာတည်တတ်မှာဖြစ်ပြီးပြောင်းရည်စုံမွေးစနစ်ပြိုလဲတဲ့အခါကျွန်တော်တို့အားလုံးမြဝါထင်ထင်မြင်တွေ့နေရတဲ့မြန်မာနိုင်ငံမှာလို့ အာနာရှင်စနစ်နဲ့သူတို့ကျူးလွန်တဲ့ပြည်တံတွေကင်းလွတ်ခွင့်ရနေတဲ့ဒလိအမြင့်တွယ်လာလိမ့်မယ်လို့ဦးကျော်မိုးထွန်းကသတိပေးပြောကြားခဲ့ပါတယ်။တရားမဝင်ဆီအာနာသိမ်းမိခြင်းကစပြီးမြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးရေးလုံးဝပြိုလဲပျက်စီးသွားတဲ့အခြေအနေရောက်ရှိခဲ့ပြီးဂျမစီယွန်စုဟာနိုင်ငံတော်ဝန်ကရပ်တားပြည်သူတွေပေါ်ဒုက္ခရေးချိုးဖောက်မှုတွေနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေနေစဉ်နဲ့အမျှရည်တွက်နိုင်အောင်ကျူးလွန်ခွင့်ရနေတယ်လို့ထောက်ပြပြောဆိုခဲ့ပါတယ်။ တရားဥပဒေစိုးမိုးတဲ့စနစ်ပြိုလဲသွားတာကြောင့်မြန်မာနိုင်ငံမှာအွန်လိုင်းငွေလိမ်ခိုင်းတွေလူကုန်ကူးမှုနဲ့မူရည်စေဝါကုန်ကူးမှုပါဝင်နိုင်ငံပြည်ချော်ရာဆွေးမှုတွေအခြေပြုပေါက်ပွားရာနေရာဒေသဖြစ်လာခဲ့တယ်လို့လည်းအသိပေးခဲ့ပါတယ်။ဆေးဥစုကစီစဉ်နေတဲ့အတူရောက်လိန်ညာရွေးကောက်ပွဲဟာဥပဒေကြောင့်ရတရားဝင်မှုမရှိတဲ့ရွေးကောက်ပွဲဖြစ်ပြီးဒီရွေးကောက်ပွဲဟာသူတို့ကျူးလွန်ခဲ့တဲ့ရာဆွေးမှုတွေကိုတရားဝင်ဖြစ်စေဖို့လှုံ့ဆော်နေတာပဲလို့ကုလဆိုင်ရာမြန်မာသံတမန်ကြီးကစီဝေတရားလာသူတွေကိုရှင်းပြခဲ့ပါတယ်။ဒါကြောင့် ရုပ်စုကစီစဉ်နေတဲ့အတူရောင်လိန်ညာရွေးကောက်ပွဲကိုပြပြတသားပေးချပြီးငင်းချက်နဲ့မြန်မာနိုင်ငံနာဂတ်တစ်ကိုရယူဖို့ဂျူပန်းနေကြတဲ့မြန်မာပြည်သူတွေနဲ့တူရက်တီပေးချဖို့နိုင်ငံတကာအသိုက်အဝန်းနဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမဲကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောကြားခဲ့ပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ဒိုင်ဦးထောင်ကနိုင်ငံချင်းသား16ဦးထောင်တွင်လူစုလူဝေးလုပ်တယ်ဆိုပြီးမတရားတောက်ခတ်တိုက်ပိတ်ထားတဲ့သတင်းဖြစ်ပါတယ်။ အခုတိုင်းနယ်ကဒါယုချင်းနောက်မှာရှိတဲ့နိုင်ငံချင်းသား18ဦးကိုထောင်တွင်းလူစုလူဝေးပြုလုပ်တယ်ဆိုပြီးမတရားတောက်ခတ်တိုက်ပိတ်ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံချင်းသားများကိုရ PPNM ကဒီနေ့အော်တိုဘာလ17ရက်မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒီနိုင်ငံချင်းသား18ဦးဟာဘာဖြစ်မှုမှကျူးလွန်ခဲ့တာမရှိဘဲနိုင်ငံချင်းသားတအူးကိုရာဇဝတ်ချင်းသားတွေကဝိုင်းဝန်းထိုးကြိတ်တာကိုမကျေနပ်တဲ့အတွက် ဖြည့်ရှင်းပေးဖို့အဆောင်မှုကိုတင်ပြခဲ့တာကိုဖြည့်ရှင်းပေးတာမရှိဘဲမရောက်တင်ပြသူတွေကိုလူစုလူဝေးလုပ်တယ်ဆိုပြီးတိုက်ပိတ်ပြစ်ဒဏ်ပေးလိုက်တာလို့ PPNM ကအသိပေးပါဗျ။အော်တိုဘာလ2ရက်နေ့ကစပြီးငွေကြေးသား18ဦးကို9ဦးတစုနှုန်းနဲ့လူခွဲထားပြီးပြစ်ဒဏ်တိုက်ခန်းတွေမှာတိုက်ပိတ်ထားသလိုခြေချင်းထောက်တွေပါခတ်ထားတယ်လို့သိရပါဗျ။အတရားတိုက်ပိတ်ခံထားရတဲ့ငငယ်ချင်းသားတွေကတော့ကိုညံလင်းနိုင်ကိုတဲဦးပိုင်ကိုခန့်ညာသူကိုလင်းကိုကျော်လင်းမောင်ကိုစောမျိုးကိုရှမ်းလေးကိုမင်းနိုင်ထုံးခေါ်ချက်ပါကြီး ကိုကျော်သူရဝင်းခေါ်ကျော်ကြီးကိုစောမင်းထိုင်ကိုမျိုးကြီးကိုစောကြီးကိုစင်မျိုးထိုင်ကိုထက်လင်းကိုစင်ကိုဖြိုးကိုအာကာမင်းနဲ့ကိုဘူးသီးတို့ဖြစ်တယ်လို့ PPNN ထုတ်ပြန်ချက်မှာဖော်ပြထားပြီးတိုက်ပိတ်ခံထားရသူနဲ့ဆိုင်တဲ့နောက်ဆက်တွဲကိစ္စတွေအတွက်ဓာဥထောင်အာဏာပိုင်တွေနဲ့ကျင်းဦးစီးရာရှိတွေတာဝန်ယူရလိမ့်မယ်လို့ PPNN ကသတိပေးထားပါတယ်မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ကျင်းတော်40ကျော်ကို PPNN ကစောင့်ကြည့်နေရမှာထောင်ရင်းလူခွင့်ရင်းနဲ့ကျင်းသားခွင့်ရေးချိုးဖောက်မှုတွေထဲမှာဓာဥအကျင်းထောင်ကလည်း ။နိုင်ငံချင်းသားတွေပေါ်ပြည်နှိမ်မှုအများဆုံးထောင်9ခုထဲကတစ်ခုဖြစ်နေတယ်လို့သိရပါတယ်။ဒိုင်ဝူချင်းတောင်ဟာမြို့သားနိုင်ငံချင်းသားတွေတွေမှာပဲနိုင်ငံအချင်းသူတွေအပေါ်မှာလည်းဖိနှိပ်မှုတွေတိတိတတ်တလှုံ့ဆော်လာတာတွေ့ရပြီးခုနှစ်ဇူလိုင်လ22ရက်နဲ့23ရက်မှာဆိုရင်နိုင်ငံချင်းသူရှိဦးကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိပဲအဓမ္မအင်အားသုံးခေါ်ဆောင်ပြီးမြို့သားအဆောင်တိုင်ဝမ်အတွင်းတိုက်ပိတ်ပြစ်ဒဏ်ချမှတ်ခပြစ်ပေးခဲ့တာရှိတယ်လို့ VPN မှတ်တမ်းတွေအရလည်းသိရပါဗျ။မတရားတိုက်ပိတ်ပြစ်ဒဏ်ပေးထားခံရတဲ့နိုင်ငံချင်းသားတွေကို မြန်ဆုံးတိုက်ပြန်ဖွင့်ပေးပြီးမူလဆောင်တွေမှာထားဖို့ PPNM ကတောင်းဆိုထားပြီးတရားမျှတမှုရအောင်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPNM ကတည်ပြီးညင်ညာထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။